မင်္ဂလာပါကချွန်ဝိဖ်တရင်ဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးသွားမယ့်တရင်အစီအစဉ်တင်ဆက်သူမယူဆမ်းမယ်ဖြစ်ပါတယ်။ရိုဟင်ဂျာဆိုတဲ့အတုံးလုံးအပေါ်သဘောထားပြောင်းလဲမှုမရှိကြောင်းပြည်ခိုင်ဖြိုးရဲ့ပြောရေးဆိုခွင့်ရှိသူဦးတိန်ထွန်းကစစ်တပ်ထောက်ခံတဲ့မီဒီယာတခုမှဖြေကြားခဲ့တာကိုတွေ့ရပါတယ်။ အခုလက်ရှိအာနာဒိန်စစ်သက်ကျင်းပသွားမယ်2025ရွေးကောက်ပွဲမှာမန္တလေးတိုင်းအမရပူရာမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်နေတဲ့ဦးတိန်ထွန်းဦးကပြည်ခိုင်ဖြိုးပါတီအနေနဲ့ရိုဟင်ဂျာဆိုတဲ့အတုံးနှုံးဟာမရှိဘူးဆိုတဲ့သဘောထားကိုရခင်အတိုင်းဆက်လက်ကင်ဆောင်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ် လက်ရှိပြည်ခိုင်မျိုးပါတီကနေကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရိုက်ရှင်ပြိုင်ကြသူတွေတဲကအချို့ဟာရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုတာဝန်ရှိသူတွေဖြစ်တဲ့အပြင်2023စစ်အာဏာသိမ်းမှုနောက်ပိုင်းအယသပြည်သူတွေအပေါ်ကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုတွေကြောင့်လည်းအနောက်နိုင်ငံရဲ့ပိတ်ဆို့တန်ခတ်မှုခံထားရသူတွေလည်းပါဝင်နေပါတယ်။မြန်မာအစိုးရတွေဟာ NLD အစိုးရလက်ထက်မှာရောရိုဟင်ဂျာလူမျိုးဆိုတဲ့အမည်ကိုတရားဝင်အတိအမှတ်ပြုခြင်းမရှိခဲ့တာဖြစ်ပါတယ်။စစ်တပ်ကကျင်းပရမဲ့2025ရွေးကောက်ပွဲမှာပြည်သူ့လူတော်မဲဆန္ဒအနေနဲ့အတွက်ငွေ ိုးချစ်တုံးခဲ့တဲ့92အကုံယူစနစ်နဲ့ကျင်းပမှာဖြစ်ပေမဲ့ပြည်နယ်တို့မဟုတ်တိုင်းဒေသကြီးလွတ်တော်နဲ့အမျိုးသားလွတ်တော်မဲဆန္ဒနယ်တွေအတွက်က92အကုံယူစနစ်နဲ့အချိုးကျကိုစားပြုပြရာစနစ်နှစ်ခုစလုံးကိုပေါင်းစပ်ကျင်းပသွားမှာဖြစ်ပါတယ်ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးဘေးရန်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်